ဆိုနံပါတ်3နံပါတ်3ကကျွန်တော်တို့ခုနပြောလို့အတွင်းပိုရီအနေနဲ့ ready ဖြစ်ပြီလားနိုင်ငံတကာကိုတိုးချဲ့ဖို့တင့်လျော်ပြီလားဆိုတာလည်းကြည့်ပြီးပါပြီ okay ready ဖြစ်ပြီတင့်လျော်တယ်နံပါတ်2ဒီဟိုကိုဝင်မဲ့ကိုတိုးချဲ့မဲ့ဈေးကွက်ကိုလည်း research လေ့လာပြီးတဲ့အခါမှာရွေးချယ်ပြီးပါခုနကျွန်တော်တနမူနာပြန်ပေးရတယ်ဘန်ကောက်မြို့ထိုင်းနိုင်ငံ okay အဝင်မယ်အဲ့နှစ်ခုပြီးွားပြီဆိုရင်နံပါတ်3အနေနဲ့ကဘယ်လိုဝင်ရောက်မလဲ အဲဘလို့ဝင်ရောက်မယ်ဆိုတဲ့ဒီဈေးကွက်ဝင်ရောက်တဲ့ဒီ view ဟာကိုကျွန်တော်တို့ရွေးချယ်ရမယ်အဲ့ဒီမှာဈေးကွက်ဝင်ရောက်နိုင်တဲ့ view ဟာဆိုတာရေဝူရအဖြစ်ကျွန်တော်ဒီမှာဒီ site မှာဖော်ပြထားသလိုဘာ၅မျိုးရှိတယ်အဲအဲ့ဒီဟိုဘောနော်၅မျိုးအောက်မှာတော့အသေးစိတ်အခွဲလေးအများကြီးရှိတာဘောနော်ဒါပေမဲ့ဒါကတော့ဟိုဒါကျွန်တော်အကျဉ်းဟိုအကြံမြင့်အနေနဲ့တကယ် main ဤဟာလေးတွေကိုကျွန်တော်ဖော်ပြပါမှာပေါ့နော်ဆိုတော့အဓိက၅၅မျိုးရှိတယ် ပထမတစ်မျိုးကဒီကျွန်တော်ဘယ်ဘက်အပေါ်မှာဒီပေါ်ပြထားတဲ့ဒီ franchising franchising ဆိုတာလုပ်ငန်းလုပ်ပိုင်ခွင့်ပေးတာအနည်းဆက်ဆုံးကျွန်တော်ပြောရရင်ဟောပေါ့ဒီဒီ KFC ပေါ့ကျွန်တော်ကြက်ကြော်ဆိုင် KFC အားလုံးလည်းသိရယ် KFC မြန်မာထဲဝင်လာလုပ်ငန်းရဲ့အဲကျွန်တော်မှားအောင်ဆိုရင်၄၅နှစ်လောက်ကပေါ့နော်ဝင်လာတယ်၅နှစ်၆နှစ်တော့လို့ရှိပြီတယ်ဝင်လာတယ်ဆို KFC ဆိုလို့ရှိရင်ဒီ KFC တို့နိုင်ငံတကာမှာရှိတဲ့ဟိုဟိုဘာဂါဆိုင်တွေ McDonald's တို့ဘာလို့ဆိုရင်သူတို့ဆို franchising အာဘီဟာနဲ့နိုင်ငံတွေတို့ဝင်နေတယ်။ဘာလို့ပြောချင်တာလဲဆိုတော့သူတို့စီမှာလုပ်ငန်းလုပ်ပိုင်ခွင့်ပေးတယ်ဆိုရဲဆိုတဲ့အခါမှာဒီသူတို့ရဲ့ brand သူတို့ရဲ့လုပ်ငန်းစုလုပ်ငန်းလုပ်ပုံလုပ်နည်းကို control လုပ်တဲ့စီမံခန့်ခွဲမှု management အာဒီပြောမယ်ထိဆုံးက control လုပ်တဲ့ company ပေါ့ holding company အဲ့တခုရှိတယ်။အဲ့ဒီကနေမှဥပမာကျွန်တော်အနေနဲ့က KFC စိုက်ဖွင့်နေပါတယ်ဆိုရင်သူတို့စီကဒီ franchise ဆိုတဲ့လုပ်ငန်းလုပ်ပိုင်ခွင့်သွားပြီးတော့ကျွန်တော်တောင်းဆိုရတယ် propose လုပ်ရတယ်အဲ့ဒီခါမှာတို့အနေနဲ့อ่ะ okay အဲတို့ season မှာပေါ့နော်တင်လျော်လာဒီကျွန်တော်ရဲ့ background တွေဒီလုပ်လုပ်တတ်တွေဒီတခြားဘာ business တွေဘာလုပ်လုပ်ခဲ့ဘူးလဲပေါ့နော် experience တွေရှိတယ်ဒါတွေတို့အများကြီးရှိတို့က okay ဟိုလုပ်ခွင့်ပေးပြီးဆိုလို့ရှိရင်လုပ်ငန်းလုပ်ပိုင်ခွင့်ပေးရဆိုတော့တို့ရဲ့ branding ဒီ KFC ဆို KFC brand branding မှာမှာ branding ကိုဘယ်လိုအသုံးပြုရမလဲဆိုတော့ စီကန်စီကန်ချက်တွေရှိတယ်ပြီးလို့ရှိရင်ဆိုင်ဆိုင်ဖွင့်ပြီဆိုရင်ဖွင့်တဲ့ဆိုင်ကအကျယ်ဝန်းဘယ်လောက်ရှိရမလဲအဲဥမာ ပေ40 60လာပေ20 30 40လာစသဖြင့်ပေါ့အဲ့မျိုးစီကန်ချက်တွေရှိတယ်ပြီးရင်ဖွင့်လိုက်တဲ့ဆိုင်ရဲ့သူ့ရဲ့ branding အောက်မှာကုန်မှတ်စိတ်အောက်မှာတတ်မှတ်ထားတဲ့အရာအနီနဲ့အဖြူ KFC ဆိုအနီအဖြူအနက်ပေါ့အဲဒါတွေကိုဘယ်လိုမျိုးတောင်းရမလဲအဲကြော်ညာတဲ့အခါမှာဘယ်လိုမျိုးဒီ စကလုံးအတုံးလုံးနေတောင်းရမယ်ဆိုရဲအစအကုန်လုံးစီကန့်ချက်တွေသူရဲ့လုပ်ငန်းလုပ်ပိုင်းဝင်အောက်ထဲမှာသူရဲ့မဟာဗျူဟာစာအုပ်ကြီးပေါ့အဲအဲ့ဒီအတိုင်းကိုကလိုက်လာပြီးတော့လောက်ဆောင်ပါဆိုတော့ကျွန်တော်တို့အခုဒီဒီဒီမြန်မာလုပ်ငန်းရှင်တွေတော့ပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ခုနပြောနေတာတကားရဆိုကျွန်တော်ကစီမံချက်ဆိုင်ပိုင်ရှင်စီမံချက်ပိုင်ရှင်တယောက်အနေနဲ့ကအာဒီဥပမာမှာ franchising ဥပမာမှာဆိုရင်တော့ကျွန်တော်မြန်မာနိုင်ငံမှာအရင်နာမည်ကြီးရဲ့အဲဒီစီမံချက်ဆိုင်ပိုင်ရှင်တယောက်ဖြစ်တဲ့ စပယ်ညက်ဆိုင်လုပ်ငန်းလည်းအရန်ကိုနေမယ်ကြည့်ရဟိုဒီမြန်မာပြည်ရင်မဟုတ်ဘူးတခြားခုနပြောလို့ဘန်ကောက်တို့ယိုရီးယားမှာ ठी ကိုယိုရီးယားတည်ထားကြတယ်အဲ့လိုမျိုးဆိုရင်ကိုရီးယားကိုယ့်ရဲ့ဒီ branding ကုမ္ပဏီတစ်စိမ့်နဲ့ဒီလုပ်ငန်းရဲ့ကြီးမားမှုကတကယ်ကိုနေမယ်ကြည့်တယ်ဟိုကိုယ့်ရဲ့ size ပေါ့ဟိုလုပ်ငန်းရဲ့ size ကလည်းတော်တော်ကြီးမားတယ်ဆိုလို့ရှိရင် ခုနပြောသူကိုရီးယားပထမပထမအဆင့်နဲ့ဒုတိယအဆင့်မှာရှိရဲ့ဟာကြီးကြောဖြတ်ပြီးဘန်ကောက်လိုမျိုး target ဈေးကွက်ကိုရွေးထားပြီးဆိုရင်အဲ့ကိုဝင်တော့မယ်ဆိုရင်လုပ်ငန်းလုပ်ပိုင်ခွင့်နီလန်နဲ့ဝင်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ကိုရီးယားလုပ်ငန်းကအရင်ကြီးမားနေတဲ့ကိုရီးယား branding ကုမ္ပဏီစိတ်ကအရင်ကိုအဲဒီ popular ဖြစ်တဲ့အရင်ကိုဟိုနာမည်ကြီးရယ်ဆိုလို့ရှိရင်ဟိုဘက်မှာကိုရီးနေနေကကိုယ့်ရဲ့ brand ဇပင်ညက်ဆိုင်ပေါ်မှာ စပင်ညက်ဆိုင်နာမည် ABC စပင်ညက်ဆိုင်ဆို ABC စပင်ညက်ဆိုင် brand ကိုဟိုဘက်မှာဘသူယူခြင်းလဲဆိုပြီးကျွန်တော်ပြည်တွင်းမိတ်ဖက်ရှာလို့ရတယ်သူတို့ရဲ့အနေနဲ့ဥမာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ brand ကိုယူခြင်းနဲ့မိတ်ဖက်ဖြစ်လာနိုင်တဲ့စီးပွားရေးတမတယောက်တွေ့ပြီဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်ကိုသူ့ကိုပေးပြီးသူကဒီလုပ်ငန်းကိုဆက်ပြီးတော့လှုပ်ဆောင်သွားလို့ရတယ်သို့တော့လှုပ်ဆောင်တဲ့အချိန်မှာခုနကကျွန်တော် KFC နမူနာပေးခဲ့သူမျိုး ကျွန်တော်ရဲ့ယူဟာစာအုပ်စီမင်းစည်းကမ်းအတိုင်းသူဟာသွားမယ်ကျွန်တော်စပင်ညက်ဆိုင်ကအနည်းဆုံးဒီမင်းလုပ်ငန်းလုပ်ဆောင်မယ်ဆိုလို့ရှိရင်ပေး20 40ရှိရဲ့စိုင်ဖြည့်ရမယ်အရောက်ကလာဆေးရဘယ်လိုတော့ရမယ်ဒီလိုအဲခုနပြောလို့လုပ်ငန်းလက်ပတ်မှုလက်ပတ်စင်တွေဟို procedure တွေအရာဆိုလို့ရှိရင် customer ကိုကြိုးဆိုရင်မိဒီလိုလို step ပြီးသွားရမယ် customer ကိုနှုတ်ဆက်ရင်ဒီလိုလို step ပြီးသွားရမယ်အဲ့ဒါအစဒီမဟာပြောအစအကြီးအတိုင်း the run ဒါလည်း နပြောလို့ကျွန်တော်တို့အနေနဲ့ကကိုယ့်ရဲ့ brand ကိုနိုင်ငံတကာတိုးချဲ့လိုက်ပြီးတော့ဟိုဘက်ကလူကကိုယ့်ရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်ကိုရပြီးသူရာ brand ဝင်အဲအဲ့ဒါတမျိုးပေါ့နော်ဒီ franchising ရောက်ပွင့်လင်းပြောရရင်နည်းနည်းဟိုဟိုလုပ်ငန်း size အကြီးရယ်နာမည်လည်းကြီးနေပြီကိုယ့်အနေနဲ့ဒီဒီမြန်မာပြည်မှာအာအခြေအနေနေရာတခုရောက်နေပြီဆိုတော့ brand နေအဲနောက်ပြီးတခြားကိုယ့်ရဲ့ဒီဘေးနားက အင်းကြီးချင်းနိုင်ငံတွေမှာဈေးကွက်တွေမှာကိုယ့်ရဲ့ branding အနည်းနဲ့အဲများဒီသိရှိနေပြီးသားရှိနေ branding ဆိုတော့ပိုပြီးတင့်လေပါပေါ့နော် franchising အဲတမျိုးနောက်တမျိုးကကြာတော့ acquisition လုပ်ငန်းဝယ်ယူတာလုပ်ငန်းဝယ်ယူတာကြာတော့ကျွန်တော်ခုနလိုမျိုးပြောင်းပြင် franchising ကကျွန်တော်ကကျွန်တော်ရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တခြားလူကိုပေးလိုက်တယ်ကျွန်တော်ရဲ့ view ဟာစာအုပ်အတိုင်းစီမင်းစည်းကမ်းတွေအတိုင်း step တွေအတိုင်းသူတို့လောက်ရမယ်ဆိုပြီးတော့ပေးလိုက်တယ်တိုးတော့ကိုယ့်ရဲ့ branding ကတော့ ဥပမာတိုးချဲ့ပြီးသားဖြစ်သွားတယ်။ acquisition ကကြတော့ကျွန်တော်တို့စိုင်းပိုင်ရှင်နေနဲ့လုပ်ငန်းပိုင်ရှင်နေနဲ့ကဟိုဘက်မှာရှိပြီးသားလုပ်ငန်းတစ်ခုကိုငွေကြေးအင်အားတောင့်နေဆိုရင်ဝယ်ယူပြီးတော့တိုးချဲ့တာ။အဲ့ဒါဥပမာကျွန်တော်တို့ဒီဟိုအဲကျွန်တော်ကဟိုစပိန်ညဆိုင်ခုနပြောလိုမျိုးပိုင်ရှင်တယောက်ဖြစ်တယ်။ကျွန်တော်မှအရင်အမျက်တွေအရင်အများကြီးရှိတယ်။အဲအေးရတဲ့အများရှိတဲ့အမျက်တွေတွေကနေငွေကြေးအင်အားတောင့်တင်းနေပြီကျွန်တော် နိုင်ငံတကာကိုတိုးချဲ့တော့မယ်โอเคခုနပြောလို့ Bangkok target Bangkok ကိုဈေးွက်အနေနဲ့ကျွန်တော်တို့ရွေးထားတယ်ဆိုရင်ကိုယ်အနေနဲ့ငွေကြေးငွေကြေးအင်အားတောင့်တောင့်နေဆိုလို့ရှိရင်ဟိုဘက်မှာကိုယ့်ထက်နည်းနည်းအဲသေးတယ်ပေါ့နော် size သေးတဲ့သပင်ညက်ဆိုင်လုပ်ငန်းတွေကိုအရင်ဆုံးရှာဖွေပြီးရင်ကိုယ်နဲ့ asset မဲ့ sign design တို့မလုပ်ငန်းတွေ့ပြီဆိုရင်သူရဲ့လုပ်ငန်းကိုကိုယ်အနေနဲ့ကဝယ်ယူလိုက်တယ်ပြောချင်တာက ဘက်မှာယူရီးယားဘက်မှာဘန်ကောက်ဘက်မှာစိုင်းဖွင့်ပြီးသားစိုင်းပိုင်ရှင်တယောက်ရှိတယ်။အဲသူ့အနေနဲ့ကလည်းထိုင်ပေါ်ငွေကြေးနည်းနည်းကျက်တဲ့နေရဲ့သို့တော့ဟိုသူဆက်ပြီးတော့ရှင်သန်ဖို့အတွက်မိဖက်ကောင်းဇီဝရေးပါတနာကောင်းကောင်းရှာနေတဲ့လူမျိုးကျွန်တော်တို့တွေ့ရှိရဆိုရင်သူ့ရဲ့လုပ်ငန်းကိုကျွန်တော်တို့က acquisition ဝယ်ယူပြီးတော့သူ့ကိုလည်းဒီလုပ်ငန်းတစ်ထဲမှာဆက်လက်ထားရှိပြီးတော့အဲ့လုပ်ငန်းတစ်ခုကျွန်တော်တို့ brand အနေနဲ့ကျွန်တော်ရဲ့ site name အနေနဲ့ run လိုက်တဲ့ပုံစံလေးဒါကခုနပြောလို့ငွေချင်းအင်အားတောင့်တင်းနေဆိုရင်လုံနိုင်နေဆိုလို့ရှိရင်ဟိုလုံနိုင်နေရွေးချယ်နိုင်နေအဗီဟာတခုပေါ့အဲနံပါတ်3ကကျတော့ကျွန်တော်အောက်ဖက်လေဘက်သွားလိုက်မယ်ဒါစီမံခန့်ခွဲမှုစာချုပ်စီမံခန့်ခွဲမှုစာချုပ်ကတော့ကျွန်တော်ခုနမူနာပေးနေတဲ့ဒီသပင်ညက်ဆိုင်လုပ်ငန်းနဲ့ဟိုလုပ်ငန်းမှာတော့မရှိရှိလိရှိတာမရှိဘူးအဓိကကတော့သူကဒီဟိုတယ်တို့အာစားတောက်ဆိုင်တွေမှာရှိတတ်တယ် ဲ့ဒါဘယ်လိုလဲဆိုတော့ခုန franchising ပေါ့လုပ်ငန်းလုပ်ပိုင်ခွင့်နဲ့နည်းနည်းလေးဆင်တယ်သို့တော့သူကကြတော့ကိုယ့်ရဲ့ branding ကိုရောလုတ်လုတ်ဖို့ဆိုပြီးတော့ viewer စာအုပ်စီမင်းစီကံနဲ့ပေးလိုက်တာမဟုတ်ဘူးသူကကြတော့ကိုရီးယားကျွမ်းကျင်မှုကျွမ်းကျွမ်းကျင်မှုနဲ့အဲလုံနိုင်ကိုင်းနိုင်ရှိရဲ့အရေးချင်းပေါ်မှာမူတည်ပြီးတော့သူ့ရဲ့အဲလက်ရှိရှိနေပြီးသားလုပ်ငန်းကိုကိုယ့်ရဲ့လုပ်ငန်း branding ကနေတွားပြီးတော့စီမံခန့်ခွဲမှုတွားလုပ်ပေးလိုက်တာစာချုပ်တစ်ခုနေတယ် ဲဥပမာပေါ့ဒါကျွန်တော်ဟိုခုနစပိန်ညဆိုင်ရာနဲ့တာရကပြန်ပြရမယ်ဆိုရင်ခုနမျိုးကျွန်တော်ဘန်ကောက်မြို့မှာအာယူရီယာစပိန်ညဆိုင်ရန်နေပြီးတာလုံးလောက်ဆောင်နေပြီးတာရှိရပိုင်ရှင်တယောက်နဲ့တွေ့ထားရတယ်။အဲသူ့အနေနဲ့သူ့ရဲ့လုပ်ငန်းအသိအစင်ပြင်းနေ ਊ ။အဲဒါပေမဲ့ကျွန်တော်ဘက်မှာလည်းခုနပြောလို့လုပ်ငန်းကိုတစ်ခုလုံးယူဝယ်ယူဖို့ငွေချင်းအရာမတက်နိုင်ဘူး။ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဘက်က အာလုပ်ငန်းကိုစီမံခန့်ခွဲတဲ့ပုံစံလေးကိုသူကလည်းသဘောကျရဆိုရင်ကျွန်တော်နှစ်ယောက်ကစီမံကုန်မှုစာချုပ်ချုပ်လိုက်ပြီးတော့ကျွန်တော်အနေနဲ့ကโอเคမင်းရဲ့ဒီလုပ်ငန်းကိုငါ run ပေးမယ်အာငါရဲ့ branding နဲ့မင်းရဲ့ branding ကိုပူးပေါင်းပြီးတော့ဒီ brand အစ်စ်ပဲလုပ်ရင်လုပ်တော့မဟုတ်ဒီကိုရဲ့ brand ကသူ့ရဲ့ sign ကိုစီမံခန့်ခွဲမှုပြုလုပ်ပေးနေပါဆိုတဲ့ပုံစံမျိုးနဲ့စာချုပ်တစ်ခုလုပ်လို့ရတယ်အဲဆိုလဲကိုရဲ့ဒီအဲလုပ်ငန်း brand ကဘန်ကောက်မြို့ထဲမှာစိုင်းနေမယ်တခုလည်းနေရာရောက်အောင်မယ်စီမံခန့်ခွဲမှုလုပ်နေပါတယ်ဆိုတာမျိုးလည်းဖြစ်သွားတယ်။အဲ့လိုမျိုးပုံစံနဲ့လည်းကျွန်တော်တို့တိုးချက်လိုရတယ်ဒီ view တခုအနေနဲ့။အနံပါတ်၄ကကြတော့တွဲဘက်လုပ်ငန်း။ဒါတွဲဘက်လုပ်ငန်းကရှင်းတယ်။ဟိုကျွန်တော်ကစီမံဆိုင်ဆိုင်ရှိတယ်ခုနပြောလို့ဘန်ကောက်မှာခုနပြောလို့ပဲအဲဒီစိုင်းဟိုစိုင်းဖွင့်ပြီးသားယူရီးယားလုပ်ငန်းပါရှင်တယောက်ရှိတယ်။သူနဲ့ကျွန်တော်နဲ့ဘူးပေါင်းပြီးတော့ဟိုနောက်ထပ်စိုင်းအသက်အဲဖွင့်တာ ဟိုမှာကျွန်တော်အနေနဲ့40%ခန့်လုံးပိုင်မယ်သူအနေနဲ့60%ခန့်လုံးပိုင်မယ်အဲဆိုင်အစ်ဖွင့်တဲ့အခါမှာလဲဆိုင်မှာဆိုင်နေမယ်အစ် brand အစ်ဖြစ်ရင်လည်းဖြစ်မယ်သို့မဟုတ်ကျွန်တော်ရဲ့ brand ကိုပဲကျွန်တော်အနေနဲ့ယူဆောင်လာပြီးတော့အဲသူနဲ့တူတွဲလောက်တာလည်းဖြစ်နိုင်တယ်အဲဒါကတော့အဲနံပါတ်၄ခုပေါ့နော် view ကနံပါတ်၄ခုမြောက်နောက်ဆုံးအကြတော့ဒါရာနှုန်းပြပိုင်ဆိုင်နဲ့အဲကော့ကုစအဲဒါတော့ကျွန်တော်မြန်မာပြည်မှာစပင်ညက်ဆိုင်တစ်ခုပိုင်နဲ့ဘန်ကောက်မှာဆိုင်အစ်ကိုတိုင်း လူရောငွေရောအချင်းရောအကုန်တုံးပြီးတော့တော့ဖွင့်တာဒါကတော့လောကရန်လူပြည့်ပိုင်ဆိုင်တာဆိုတော့ရေဝူရအဖြစ်ကျွန်တော်တို့ဒီဈေးကွက်ဝင်ရောက်ဖို့အတွက်ဘျူဟာကဒီ၅ခုရှိတယ်ပေါ့အဲ့၅ခုထဲမှာဘဲဟာကိုအအတုံးပြုတ်ပြီးတော့ဈေးကွက်ထဲဝင်ရောက်ရမယ်ဆိုတဲ့ဟာကကျွန်တော်တို့ဆုံးဖြတ်ရမယ်အပိုင်းလေးပေါ့နော်၄ခုပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဆုံးဖြတ်ရမယ်ပထမတစ်ခုကဒါညာဘက်မှာကျွန်တော် slide ထဲမှာပါလို့ငွေကြေးအင်အား financial resource ငွေကြေးအင်အားတောင့်နေဆိုရင်ခုနပြောလို့ကျွန်တော်တို့လုပ်ငန်းဝယ်ယူပြီးတော့အမြင့်ဆဆန်ဝင်လာလို့ရငွေကြေးတိတ်မတောင့်ဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီတွဲဘက်တို့နဲ့ပူးပေါင်းပြီးတော့လောက်ကံမလားတော့မဟုတ်ကိုရီးယားကျွမ်းကျင်မှုကိုဒါအရင်တစ်ခုအနေနဲ့တတ်မှတ်လိုက်ပြီးတော့သူ့ရဲ့လုပ်ငန်းကိုကို brand အနေနဲ့တွားပြီးတော့စီမံခန့်ခွဲပေးလိုက်မှာအဲလိုမျိုးဆုံးဖြတ်လို့ရနံပါတ်1ကကြာဈေးကွက်အတိပြင်းတယ် ဈေးကွက်တိပညာဆိုတာအကယ်၍ကျွန်တော်အနေနဲ့ကဇပင်မျက်ဆိုင်တစ်ခုပိုင်တယ်မြန်မာပြည်မှာရန်ကုန်မှာဘန်ကောက်ရဲ့ဇပင်မျက်ဆိုင်လုပ်ငန်းရဲ့ဈေးကွက်ကိုတိတ်တဲတဲဝင်ဝင်မတိဘူးတိတ်လည်းနားမလည်ဘူးဆိုလို့ရှိရင်ဟိုဘက်မှာဒီဇပင်မျက်ဆိုင်အောင်မြင်တဲ့ဇပင်မျက်ဆိုင်တစ်ခုကိုလဲပတ်နေတဲ့ပိုင်နဲ့ဒီစီးပွားရေးအဆိုင်ပိုင်ရှင်တယောက်နဲ့ပူပေါင်းလို့ရှိရင်ကျွန်တော်တို့ကပိုပြီးကောင်းတယ်။ဒါကြောင့်ဆိုသူ့ရဲ့သိရှိတဲ့ ဒီပညာကိုကျွန်တော်မှီညမ်းပြီးတော့ကျွန်တော်နေ့ပူပါမိလို့လို့ရအဲ့ခါကျရင်ခုနကမျိုးတွဲပက်လုပ်ငန်းလုပ်ကံကျရင်ပူပြီးတော့အတင်းရောက်တယ်အနံပါတ်3ကကျတော့ဒီလုပ်ငန်းလက်ပတ်ထင်းချုံမှုပေါ့လုပ်ငန်းလက်ပတ်ထင်းချုံမှုဆိုတဲ့အခါဘာကိုပြောရလဲဆိုကိုရီဒီလုပ်ငန်းတစ်ခုကိုတိုးချဲ့ပြီးလို့ရှိရင်အဲ့တိုးချဲ့လိုက်တဲ့ဘဏ်ကောင်မှာရှိရကျွန်တော်ရဲ့ဆိုင်ရဲ့တကူကိုရီးယားဘလောက်ထိဝင်ပါခြင်းလဲဒီလုပ်ငန်းလက်ပတ်မှုတွေမှာထင်းချုံမှုတွေမှာအရင်ဝင်ပါခြင်းဆိုရင်ဒါကခုနကျွန်တော်ပြောတဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ပေးလိုက်လို့ရတယ် franchising ကိုရီးယားကတော့ဒီပြူဟာစာအုပ်တစ်ခုရှိတယ်အဲ့ဒီစာအုပ်ကိုရော့ဒီမှာငါစီမင်းစီကံနေရှိတယ်ငါ branding အနေနဲ့ mindy လို့ run လိုက်ဆိုပြီးတော့သူ့ကို brand ခိုင်းလို့ရတယ်ကိုရီးအနေနဲ့မဟုတ်လုပ်ငန်းလက်ပတ်ထင်ကျုံမှုကိုလုံးဝအစအဆုံးပါဝင်နေတယ်ဆိုရင်နောက်ငွေကြေးလည်းနည်းနည်းအသင့်လျောက်တက်နိုင်နေဆိုရင်ဒါရန်လုံးပြည့်ပိုင်ဆိုင်မှုကိုယ့်အကိုဆိုင်ဆိုင်တက်ဖွင့်လိုက်ပေါ့အဲ့ဒါဒါကြောင့်လုပ်ငန်းလက်ပတ်ထင်ကျုံမှုဘယ်လောက်ထိဝင်ပါခြင်းလဲဆိုတော့မူတည် ။နောက်ဆုံးနံပါတ်၄ကကြတော့ဈေးကွက်အထဲကိုဟိုဝင်ရောက်တဲ့အချိန်ကိုယ်အနေနဲ့မြင်မြန်ဆန်းဆန်းဝင်ရောက်ခြင်းလားဒုမဟုတ်အချိန်ရှိလားအချိန်ယူပြီးတော့ဝင်ရောက်ခြင်းလားပေါ့ခုနပြောလို့ကိုယ်ရငွေကြေးအင်အားလဲနိုင်တယ်လုပ်ငန်းကိုဒီဝယ်ယူလုပ်ငန်းအတစ်ကိုဝယ်ယူနိုင်မဲ့ငွေကြေးအင်အားရှိတယ်ဆိုလို့ရှိရင်ဒါဈေးကွက်ထဲကိုမြင်မြန်ဆန်းဆန်းဝင်ရောက်ခြင်းလို့ဆို acquisition ဒီလုပ်ငန်းဝယ်ယူလောက်ကန်ခြင်းအမြန်ဆုံး ိုးချက်နိုင်တဲ့နည်းပြရတဲ့အခုဖြစ်တယ်။အကယ်၍သာကိုယ်အနေနဲ့အချိန်နည်းနည်းရှိရဲဆိုရင်ခုနပြောလိုယာနုံပြည့်ကိုပိုင်ပိုင်တဲ့စိုင်တစ်ခုကိုဖွင့်လှစ်လို့ရတယ်စတင်လို့ရတယ်။ဆိုတော့ဒီအချက်၄ချက်ကိုမူတည်ပြီးတော့တုံ့တက်ရမယ်။အချက်၄ချက်ပေါ်မှာမူတည်ပြီးတော့ကိုယ်အနေနဲ့ဘယ်ဗျူဟာကိုရွေးချယ်ပြီးတော့ဒီကိုဝင်ဖို့ရွေးချယ်ထားတဲ့ဈေးွက်ထဲဝင်မလဲဆိုတာကိုဆုံးဖြတ်လို့ရတယ်။ဒါကတော့ ခုနက strategy funnel ပေါ့နော်နိုင်ငံကတို့ချဲ့မဲ့ဆင့်နံပါတ်3ပေါ့နံပါတ်4နံပါတ်4အကြတော့ okay ကျွန်တော်တို့တို့ချက်ဝင်လဲ ready ဖြစ်ပြီဘယ် market ထဲဝင်ရမလဲဆိုတာကိုလည်းလေ့လာပြီးပြီဘယ်လိုဝင်ရမလဲဆိုတာလည်းကျွန်တော်တို့ view ဟာတခုရွေးချယ်ပြီးပါအဲဥပမာပေးရရင်ကိုပိုင်းလောက assignment တရားလည်းလုံးပိုင်းနဲ့ assignment ဖွင့်မယ်ဒီစပိန်ညဆိုင်ဘက်ကောင်းမှာဖွင့်မယ်ဆိုရွေးချယ်ပြီးွားပြီးဆိုရင် အဲ့ရွေးချယ်ထားတဲ့ဒီဈေးကွက်ရဲ့ဥပဒေစီမင်းစည်းကမ်းလေးကိုသိရှိရမယ်နားလည်ရမယ်အဲ့မှာလုံးဝကိုတည်ထားရမယ်ဥပဒေစီမင်းစည်းကမ်း6ခုရှိတယ်အဲ့6ခုကဟိုဟိုတစ်ခုရော့တယ်တစ်ခုပို့တယ်အဲ့လိုမျိုးကျွန်တော်တို့ဟို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 ပြောပြောနေသိရှိရမယ်ဆိုပြီးတော့ကျွန်တော်တို့အားမပေးဘူး6ခုလုံးကိုထဲထဲဝင်ဝင်သိရှိနိုင်ပို့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့အားလုံးကဒါကိုရီအနေနဲ့ နပြောလို့ဟိုအရင် slide မှာကျွန်တော်ပြောခဲ့လို့ဥပဒေစီမံစည်းကမ်းကိုမတိရှိတဲ့အခက်အခဲမတွေ့လာစေခြင်းတဲ့အတွက်ဒီတိရှိတဲ့6ခုကတော့ဘယ်ရဘယ်ရဆိုတော့ကျွန်တော်တို့သိထားမယ်တကယ်လည်းတိရှိလေးလာထားမယ်အဲ6ခုကဘာကြီးလဲဆိုတော့နံပါတ်1ကဒီနိုင်ငံသားပိုင်ဆိုင်တဲ့ကန့်သက်ချက်တွေရှိလာပေါ့ဥပမာခုနကျွန်တော်ဥပမာပေးတဲ့ဟာဆိုရင်ဘဏ်ကောက်မှာကျွန်တော်ဆိုင်ဆိုင်ဖွင့်မယ်တရားရဂိုင်းလုံးပိုင်နေဆိုင်ဒါမဲ့အဲ့တရားရဂိုင်းလုံးပိုင်နေဆိုင်ဖွင့်မှုအတွက်ကို ယူရီးယားဥပဒေထိုင်းဥပဒေကနိုင်ငံသားပိုင်ဆိုင်မှုတရားခိုင်နှုန်းမပေကိုကန့်တတ်ထားတယ်ဆိုတာကျွန်တော်တို့လို့မရအဲ့ဒါဆိုရင်ကျွန်တော်ခုနရွေးချယ်ထားတဲ့ကိုပိုင်ဆိုင်ဖွင့်မဲ့မဟာဗျူဟာ strategy ကဟိုမတက်ဆိုင်တော့ဘူးလို့လို့မရတော့အဲ့ဆိုတခြားပြည်တွင်းရမေးဖက်ပါတာရှာပြီးတော့ပူးပေါင်းဖွင့်မလားဒါပြန်စဉ်းစားရတော့ဆက်နံပါတ်1နံပါတ်2ကကြတော့အခွန်ဥပဒေအခွန်ဥပဒေကတော့ဒါကတော့ဟိုအားလုံးသိရှိတဲ့အတိုင်းဟိုစီးပွားရေးလုပ်ငန်းတခုလုပ်ပြီးဆိုရင်ဒါတရားဝင်ကုမ္ပဏီတခုအဖွဲ့အစည်းတခုတည်ထောင်ပြီးဆိုရင်အခွန် ဆောင်ရမယ်အခွန်နဲ့ပတ်သက်တဲ့ဥပဒေဟာလုံးဝတိရှိနားလည်ထားမဟုတ်ရင်ဒါချို့နိုင်ငံတွေမှာဆိုပို့ပြီးတော့ဒီအခွန်နဲ့ပတ်သက်ပြီးတော့တင်းကျပ်တယ်ပေါ့နော်ဥပမာယူရီးယားတို့ကမ်ဘိုဒီးယားတို့စင်ကာပူဆိုရင်အခွန်နဲ့ပတ်သက်ပြီးပြီးတော့သူတို့ကတခုခုလွှဲမှာပါလို့ရှိရင်သူတို့ဒီ fine နေ penalty ကောက်တာကောက်တဲ့ဒီအခကျင်းငွေတွေအရမ်းများတယ်ဆိုတော့အခွန်ဥတွေကိုလည်းသိရှိနားလည်ထားမယ်အဲ့အခွန်ဥတွေနဲ့သိရှိနားလည်ဖို့အတွက်လည်းဒါအကြံပေးတဲ့ဒီအခွန် ကြံပေးဆိုင်ရာဖွဲ့စည်းအဲဒါဒီပညာရှင်တွေလည်းအများကြီးရှိပါတယ်ဒီဒီဈေးကွက်ထဲမှာဇန်နမတ်နှစ်အဲနံပါတ်3ကကြာတော့ကျွန်တော်တို့ဒီကိုအမတ်ဒီဇိုင်းနဲ့မူပိုင်ခွင့်ပေါ့ဟိုကိုရဲ့ဒီကျွန်တော်ရဲ့စပင်ညက်ဆိုင်ကခုန ABC ဆိုတဲ့စပင်ညက်ဆိုင်နာမည်နဲ့ယူရီးယားတွေကိုဝင်မယ်ဘန်ကောက်ထဲဝင်မယ်ဆိုရင်အဲ့ဒီမှာလဲ ABC tie ဆိုပြီးတော့စပင်ညက်ဆိုင်ဒီဇိုင်းရှိရဆိုကျွန်တော်အနေနဲ့ကသူများရဲ့ကုန်မတ်ဒီဇိုင်းနဲ့မူပိုင်ခွင့်ကိုသွားပြီးတော့ချိုးဖောက်တယ်လို့ တက်ရောက်နိုင်တယ်တက်ရောက်နိုင်တယ်ဆိုတော့ဘာကြောင့်ပြောလဲဆိုတော့ဥပဒေကမရှိဘူးဆိုရင်ဒါကျွန်တော်အနေနဲ့ကွဲပြားခြားနာတဲ့ ABC ဆိုတဲ့စကားလုံးပါပြီမြဲကွဲပြားခြားနာတဲ့ government စိတ်တစ်ခုအနေနဲ့စိုင်းနေမယ်တစ်ခုအနေနဲ့တော့ဖွင့်လို့ရတယ်တို့တော့အဲ့ဒါကြီးသိရှိဖို့ကကျွန်တော်ဒီ government စိတ်ဥပဒေနဲ့မူပိုင်ခွင့်ဥပဒေကိုလည်းကျွန်တော်အနည်းငယ်များသိထားပါမယ်အခုနပြောလို့အခုံဥပဒေလိုပဲဒါကိုကျွမ်းကျင်တဲ့အကြံပေးပညာပညာရှင်တွေအဖွဲ့အစည်းတွေနဲ့ဒါကျွန်တော်တို့ဟာဟို discussion တွေသူတို့အနေနဲ့ အကြံပေးယူမှုတွေကိုကျွန်တော်လောက်ဆောင်ရတယ်အဲ့ဒါနံပါတ်3ပေါ့နံပါတ်4ကကြတော့ဘန်နာရေးအစီရင်ခံတာ ਨੇ ဒီစီရင်စစ်ဥပဒေတွေဒီဟာကြတော့လဲရေးကြည့်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံမှာကျွန်တော်ဘန်နာရေးအစီရင်ခံတင်ပြတဲ့ပုံစံမတူမတူဆိုတာဥပမာအရိုးရှင်းဆုံးပြောရရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဘန်နာရေးအစီရင်ခံတဲ့နှစ်ကုန်ကမတ်လကုန် ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်တို့ကဒီဇင်ဘာတို့ကဇန်နဝါရီနေ့ဒီဇင်ဘာဒီကျွန်တော်တို့ပြက်ကလေးအတိုင်းသွားတယ်ကျွန်တော်မြန်မာပြည်မှာကြာဗန်နိုင်းနေ့က March လာကုန်ဆိုလို့ရှိရင်ဒါတစ်နှစ်ကုန်ပါပြီဆိုတော့အဲ့လိုမျိုးဟိုဟိုအကြမ်းမြင်ပေါ့နော်ဟိုရိုးရှင်းတဲ့ဒါလေးတွေအစဒါကိုယ်အနေနဲ့ကတည်တည်ရှိထားမယ်ဘယ်လိုမျိုးဥပဒေရှိလဲဆိုတော့တည်ထားမယ်နံပါတ်5နံပါတ်5ကျတော့ကျွန်တော်တို့အလုတ္တမဥပဒေအလုတ္တမဥပဒေဆိုတော့ခုနကကျွန်တော်ပြောတဲ့ ဒီဟိုအရင် slide မှာပြောခဲ့လို့အဲမှာဆိုရင်တချို့လုပ်ငန်းစဉ်ဈေးကွက်တဲမှာဆိုရင်ထိုင်းလူမျိုး percentage ဘယ်လောက်ခန့်ရမယ်ဆိုတာမျိုးရှိအဲဒါယူလည်းသိရှိနားလည်ထားမှာကိုယ်အနေနဲ့သူတို့ဥပဒေကိုအဲမချိုးဖောက်မိစေဖို့ ਨੇ ဒါဘယ်လောက် percentage အထိကိုသူတို့လူမျိုးတွေခန့်ရမယ်ဆိုတာမျိုးอ่ะဒါစီမီစီကန်တိုင်းလိုက်နာနိုင်မှာဖြစ်တယ်ပေါ့เนาะဆိုတာနံပါတ် နံပါတ်6ကတော့ corporate law ဆိုတာကတော့ဒီအဖွဲ့အစည်းဥပဒေပေါ့အဖွဲ့အစည်းဥပဒေဆိုတာဥပမာကျွန်တော်အနေနဲ့စပယ်ညဆိုင်ဖွင့်နေဆိုမယ်လေဟိုဆိုင်လေးတွားဖွင့်လိုက်လို့မရအောင်ခုနကကျွန်တော်ဟိုပထမ slide မှာပြောလို့နိုင်ငံတကာတိုးချဲ့တဲ့အခါမှာအင်္ဂါရက်တွေနဲ့ညီမျှအောင်တရားဝင်ကုမ္ပဏီထောင်ရမယ်အဖွဲ့အစည်း share ရှင်တွေ director ဖွဲ့စည်းဖွဲ့စည်းရအဲ့မှာလေဖွဲ့စည်းပုံပုံစံ structure ဘယ်လိုဖွဲ့စည်းရမယ်ဆိုဥပဒေဆိုတာရှိရတဲ့နိုင်ငံတွေတိုင်း ဒါတွေလည်းကျွန်တော်ကလေ့လာထားဆိုတော့အဓိက8အဓိက6ချက်အဥပဒေစီမင်းစီကံ6ချက်ကို လေ့လာထားမယ်သိရှိထားမယ်အသေးစိတ်မဟုတ်ရင်တော့ဒီ6ခုကိုအကြံပေးနိုင်မယ်ပညာရှင်တွေဥပဒေပညာရှင်တွေအဖွဲ့အစည်းတွေကိုကိုရီးယားစီးပူးပြီးတော့သူတို့စီရအကြံဉာဏ်ပြန်ယူရမယ်ပေါ့နော်ဆိုတော့အဲ့ဒါမှလည်းဒီနံပါတ်4 step ကကိုယ်အနေနဲ့သိရှိနားလည်ထားမှာဆိုတော့ဒါကျွန်တော်တပတ်ရွာဝါးပြီပေါ့နော်အစင်အား10ခုရှိရဆိုတော့ နံပါတ်5ကျတော့โอเคကျွန်တော်တို့ခုနပြောလို့အားလုံးပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်ကြောဖြတ်ပြီးပြီးအဲသိရှိထားတယ်လေ့လာထားတယ်ဥပဒေစီးပင်းစည်းကမ်းတွေကိုလည်းသိပြီးဆိုရင်ဒါကျွန်တော်တို့တိုးချဲ့တော့မယ်တိုးချဲ့ရင်ကျွန်တော်တိုးချဲ့ဖို့အတွက် funding ငွေကြေးအထောက်အပံ့မာတီငွေလိုမှာပဲဘာလို့ဆိုငွေကြေးမရှိဘဲနဲ့ဟိုဘက်မှာကျွန်တော်ခုနပြောလိုမျိုး company သွားပြီးတော့ register လုပ်တာဆိုတော့ company registration fee ဆိုတာရှိတယ်ဒါကတော့နိုင်ငံတိုင်းမှာရှိရမှာเนาะအဲ့ဒါဥပမာပြောပြအောင်အဲ့မျိုးအသိမွားလေးရဆဈေးကွက်တက်ကိုဝင်มาဖြစ်တဲ့အတွက်နိုင်ငံတကာတိုးချက်ဖို့အတွက်လိုအပ်လာတဲ့ဒီဟိုအခကျင်းငွေတွေဒီ fee တွေအခုနပြောလို့အကြံပေးတွေခံရမယ့်ဟာမျိုးမှာအာဒီလိုအပ်တဲ့ငွေကြေးအထောက်ပံ့ကိုရှာဖွေဖို့အတွက်ပြန်သုံးသပ်ဒါကကျွန်တော်တို့ပထမအဆင့်မှာလေဟိုဟာကြော်ဖြတ်လာဖြစ်တဲ့အတွက် ကျွန်တော်ယူဆတာโอเคငွေချင်းအရာအလုံလောက်အဲရှိရဆိုပြီးကျွန်တော်ယူဆခဲ့လို့ပထမဆင်ဒုတိယဆင်တတိယဆင်တာနံပါတ်5ဆင်ရောက်လာပေါ့နော်အဲ့မှာငွေချင်းအရာလုံလောက်တယ်ဆိုတဲ့အခါမှာဘယ်လမ်းကြောင်းနေရနေရရှိနိုင်တာဖြစ်တဲ့အတွက်လုံလောက်မယ်ဆိုတဲ့ဟာကိုကိုကပြန်ပြီးရွေးချယ်ရမယ်တုံးတက်အဲ့မှာငွေချင်းအထောက်ပံ့ရဖို့ကကျွန်တော်နီလန်3လမ်းပဲရှိတယ်ပထမတစ်ခုကဒီလုပ်ငန်းပန်းတာ ငွေရထောက်ပံ့တာပေါ့လုပ်ငန်းပဏာငွေရဆိုတာကျွန်တော်ရဲ့မြန်မာပြည်မှာရှိတဲ့စပင်ညဆိုင်ကခုနပြောလို့အမြတ်တွေအရင်များရှိတယ်အမြတ်တွေကိုလည်းကျွန်တော်အနေနဲ့ပြန်ထုတ်တာမဟုတ်ဘူးလုပ်ငန်းထဲမှာပဲထည့်ထားရပြန်လည်ပတ်ဖို့ပြန်ပြီးတော့ထည့်ထားရဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းပဏာငွေတွေကတစိ့တစ်ပိုင်းကိုဒီလက်ရှိမြန်မာပြည်ကလုပ်ငန်းကိုမထိခိုက်ပဲနဲ့ဘဏ်ကောင်းမျိုးကိုစာရင်တက်ဖွင့်ဖို့ဒါဥပမာစာရင်တက်ကျွန်တော်ဖွင့်မယ်ဆိုရင်အတွက်ကိုအထောက်ကူအဲပေးနိုင်နေဆိုရင်ဒါကျွန်တော်ရဲ့ အတွင်းထဲကလုပ်ငန်းဗန္ဓာတွေကနေထောက်ပံ့လို့ရတယ်ဒါတစ်မျိုးတနည်းဒုတိယနေရာကျတော့ကျွန်တော်ဘန်ချင်းငွေဘန်ချင်းငွေကျတော့ဟိုကျွန်တော်တို့ဟောပါတော့မြန်မာနိုင်ငံမှာတော့တွင်တွင်ကြဲကြဲတော့မရှိပေမဲ့ဟိုမြန်မာဒီလုပ်ငန်းပိုင်ရှင်အပါအဝင်တခြားဘယ်နိုင်ငံဖြစ်ဖြစ်ဈေးကွက်အတက်ကိုဝင်မယ်ဆိုရင်အဲ့ဈေးကွက်အတက်ဥပမာထိုင်းလားကမ္ဘောဒီးယားလားဗီယက်နမ်လားသူတို့ရဲ့စီမှာကျတော့အတက်ဝင်လာတဲ့ ဒီလုပ်ငန်းရှင်တွေနိုင်ငံသားယင်းနည်းမြုံနယ်သူတွေအတွက်ကိုဒီဘန်ချင်းငွေထုတ်ပေးတဲ့စနစ်တော်တော်များများနိုင်ငံတွေမှာရှိတယ်။အဓိကကကြတော့ကိုရီးယားရဲ့ဒီဘယ်လိုပြောမလဲရှိရဲ့လုပ်ငန်းပေါ့နော်ဒီမြန်မာနိုင်ငံမှာရှိရဲ့ဆိုကျွန်တော်ရဲ့စပင်ညက်ဆိုင်စပင်ညက်ဆိုင်မြန်မာနိုင်ငံမှာငါရှိတယ်။အဲ့အနေရလာတဲ့အကျိုးမြတ်တွေတလောက်လောက်ရှိတယ်။အဲ့ဒီဒီဆိုင်တော့ငါပိုင်တယ်ဒီဝန်ထမ်းတလောက်လောက်ရှိရဲ့ဆိုပြီးအဲ့ဒါကိုကျွန်တော်အနေနဲ့ဟိုအချက်လက်စုဆောင်ပြီးတော့ ိုဘန်ချင်းဝင်ယူပြီးတော့ကိုယ့်ရဲ့လိုချင်မှုကိုငွေကြေးတစ်ခုအနေနဲ့ထောက်ပံ့တစ်ခုအနေနဲ့လည်းရှာဖွေလို့ရနိုင်တယ်။ဒါပေမဲ့ဒီ option ပေါ့နော်ဒီဘန်ချင်းငွေကတော့ကျွန်တော်ကတော့အရင်အာမပေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းဆက်ဆခြင်းတိုးချက်ခြင်းမှာဘန်ချင်းငွေယူလိုက်ရင်ဘန်ချင်းငွေအတွက်ပေးရမယ့်အတိုးတွေဒါကိုယ့်ရဲ့ဘယ်လိုပြောမလဲဒီဘန်နာရေးအာစည်ရင်းစက်တန်းထဲမှာဒီချင်းငွေဆိုပြီးတော့ပြန်ဆက်ရမယ့်အကျွေးပုံစံတစ်ခု ပေါ်ပါလို့ရှိရင်လုပ်ငန်းအစလုပ်ခရဲဟိုဟာကိုယ့်အတွက်ဒါ pressure တကူအရှိွားဖြစ်တဲ့အတွက်ဒါကတော့ကိုယ်ရေလုံနိုင်စွမ်းကိုယ်ရဲ့တကယ်ငွေချင်းအင်အားလည်းဒီအတိုးဟိုအမြဲပေးနေနိုင်စွမ်းရှိရဲဆိုတော့လုပ်လို့ရမှာမဟုတ်ရင်တော့ကျွန်တော်ကတော့အရင်အမပြူသို့တော့ဒါကလည်းငွေချင်းအထောက်ပံ့တကူအာအနေနဲ့ option တကူအနေနဲ့ရှိရဲပေါ့နော်နံပါတ်2နံပါတ်3ကတော့ဒါကိုယ့်ရဲ့အတွင်းထဲကလုပ်ငန်းဘဏ္ဍာနေတဲ့ကထောက်ပံ့တာမဟုတ်ဘူး နိုင်ငံရေးလည်းမဟုတ်ဘူးဆိုရင်နောက်ပြင်ပယင်းနီးမြုံနယ်မှုထောက်ပံ့တာပေါ့အဲ့ပြင်ပယင်းနီးမြုံနယ်မှုအထောက်ပံ့တယ်ဆိုတာမှာတော့အများကြီးရှိရပါဗျာဒါအများကြီးရှိရတဲ့မှာလည်းခုနပြောလို့အဲ့ဒါကိုကလည်းဒါကျွန်တော် topic တစ်ခုအနေနဲ့တသက်တီးတဲ့အတွင်းနဲ့ဟိုလေးလာနိုင်တဲ့ topic တစ်ခုရှိတယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်ရေးဘူးရအဖြစ်ပြင်ပယင်းနီးမြုံနယ်မှုထောက်ပံ့ခြင်းဆိုပြီးတော့ option တစ်ခုအနေနဲ့ကျွန်တော်ထားတာပါဗောနော်အဓိကအဲဥပမာပြန်ပါလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဟို ခုကျွန်တော်တည်ထောင်ထားတဲ့လှုပ်ဆောင်နေတဲ့ဒီ expenditure holding ဆိုတဲ့ယင်းနှမြုံနယ်မှုအဲမတီငွေပေးတဲ့ company ဆိုလို့ရှိရင်ဒါ company တခုဆိုလို့ရှိရင်ကျွန်တော်တို့လို company ကခုနလိုမျိုးနိုင်ငံတကာတိုးချဲ့ခြင်းနဲ့ဒေသလက်စားလုပ်ငန်းတွေကိုမတီငွေနဲ့ထောက်ပံ့တာအဲဒီမှာဆိုကျွန်တော်အနေနဲ့အဲဇေဝင်ရဆိုင်ပိုင်ရှင်တယောက်ဆိုလို့ရှိရင်အဲဒီကတို့ချဲ့ဖို့အတွက်ကိုယင်းနှမလို့ယူမယ်ဆိုရင်ကျွန်တော်တို့လိုမျိုး expenditure holding ယင်းနှမလို့ company တွေကနေဒီ investment ယင်းနှမလို့တွားပြီးတော့ propose တောင်းဆိုလို့ရတယ်အာဒီကနေထောက်ပံ့ခြင်းတခုယူလို့ရတယ်သို့မဟုတ်ဖွဲ့စည်းတခုမှနေကုမ္ပဏီကြီးတခုမှနေမဟုတ်ဘူးတခြားဟို investor ပေါ့လူပုဂ္ဂိုလ် investor ယင်းနိမနိုပေးမဲ့လူပုဂ္ဂိုလ်တွေစီအနေနဲ့ယင်းနိမနိုတခုအနေနဲ့ကျွန်တော်ရယူပြီးတော့အာကျွန်တော်လိုမျိုးစပင်ညက်ဆိုင်ပိုင်နဲ့ပိုင်ရှင်တယောက်ကဘဏ်ကောက်မှာတိုးချဲ့ဖို့အတွက်ကိုလိုအပ်တဲ့မာတီကိုရှာဖွေလို့ရတယ်ဆိုတော့ဒီဟာတွေအားလုံးဒါပဲ option ကိုရွေးတင်တယ်ဆိုတာကြတော့ကျွန်တော်အောက်ဆုံးမှရေးထားတယ် cash flow cash flow ဆိုတာကိုယ့်ရဲ့အတွင်းမှာရှိတဲ့ငွေရေးကြေး amount ပေါ့ amount ရဲ့ပမာဏရဲ့ level မှာမူတည်ပြီးတော့များလားနည်းလားဆိုတဲ့ level ပမာမူတည်ပြီးတော့ကျွန်တော်ဆုံးဖြတ်သွားလိမ့်ရတယ်ခုနပြောလို့ကိုရီးယားဒီလုပ်ငန်းတွင်းထဲမှာဘန်နံငွေထဲမှာအများကြီးရှိရဆိုတာကိုယ့်အကူဘန်နံငွေတွေကနေကိုယ့်ရဲ့ပတ်စံနဲ့တုံးပြီးတော့တိုးချဲ့လို့ရတယ်အဲ့လိုမျိုးပဲ ကိုကတော့အာဒီလုပ်ငန်းဘဏ္ဍာငွေကအများပြရှိတယ်ဒါပေမဲ့အဲ့လုပ်ငန်းဘဏ္ဍာငွေကိုထိလိုက်ရင်ကိုယ့်ရဲ့လက်ရှိအာဒီလုပ်ငန်းမြန်မာပြည်မှာရှိတဲ့လုပ်ငန်းကိုထိခိုက်သွားမယ်ဆိုရင်ဒါဘန်ချင်းဝင်ကကျွန်တော်တို့တွားယူလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဘန်ချင်းဝင်ကဘန်တွေကကိုယ့်ရဲ့ဒီ cash flow ပေါ့လုပ်ငန်းဘဏ္ဍာငွေတောင်းတနေနေကြည်ကြည်လေးလေးရှိမှညံ့ညံ့ပြပြရှိမှသူတို့အနေနဲ့လည်းခြေပေးမှာဆိုတော့ဒါက ကိုယ့်ရဲ့ငွေတော့မထီချင်ဆိုလို့ရှိရင်ဘန်စီကနေချင်းဝင်တောင်းလို့ရတယ်။ထီလို့ရတယ်လက်ရှိမြန်မာပြည်ရဲ့လုပ်ငန်းကိုလည်းမထီခိုင်ဘူးဆိုရင်ကိုယ့်ရဲ့အတွင်းထဲကလုပ်ငန်းဗန်နာငွေနဲ့တွားပြီးတွှေ့ချလို့ရတယ်။တကယ်၍ခုနပြောလို့လုပ်ငန်းဗန်နာငွေရဲ့အမောင်းပေါ့နော်ပမာဏကမများဘူးကိုယ့်အနေနဲ့လည်းဒီလုပ်ငန်းမျိုးအိမ်မှာရှိရဲ့ဝင်ငွေတွေကနေပြီးတော့တုံးဆွဲလိုက်ရင်ဒီဘက်ကလုပ်ငန်းဟိုထိခိုက်သွားမယ်ဆိုရင်ဒါဘက်ချင်းဝင်ရလဲရဖို့အဆင်ပြေဘူးဆိုရင်ဒါပြင်ပ ဒီနည်းမျိုးနယ်မှုကိုတွားပြီး proposal တောင်းဆိုရမယ်ဟိုထောက်ပံ့မှုယူရမယ်ပေါ့ဆိုတော့ဒီ option ၃ခုဟာကျွန်တော်တို့လုပ်ငန်းတိုးချဲ့တဲ့အခါမှာပုံပြနိုင်တဲ့ရွေးချယ်နိုင်တဲ့ option တွေဖြစ်တယ်โอเคနံပါတ်5ကနေကျွန်တော်နံပါတ်6သွား